တရအောင်မင်္ဂလာပါရှင် AK 77မှာပြန်လည်ကြိုဆိုပါရစေအားလုံးမျိုးလင်းဆောင်စားနေကြတဲ့ဆရာခက်စောရဲ့ရွာလန်းဆက်သိမ်းပိုင်းကိုဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်လိုက်ပါခန်းစားနားဆင်ပေးကြပါဦးနော်ဆိုင်းလစ်ဆပ်လိုက်တွေဟာလန်ဒန်ရှီတွေနဲ့အောက်ကနေဝိုင်းပြီးပြစ်နေကြတယ်လက်တချောင်းကကျွန်တော်ကွာချားကနေတီတီလေးခရာဟောင်းကြီးကစကောနှစ်ချက်ကိုခတ်ပြီးမြင့်နိုင်သမျှမြင့်အောင်ပြန်နေ ားကိုငုံကြည့်လိုက်တော့ဆိုင်နိုရီဟာကန်ဒီဝင်ပူးထားတဲ့တပင်ကြီးကိုတိုက်ခိုက်နေကြတယ်။ရွှီဝုံခနေလက်သေးကြီးတစ်ဖက်ကကျွန်တော်တို့ကိုလမ်းရိုက်လိုက်တာမြင်လိုက်ရတယ်။လှည့်ကြည့်လိုက်တော့တခင်ကြီးနာဒစ်ဆိုတဲ့တက်တော့။သူကလည်းဝုတ်ယုံကြီးနဲ့ခုံဆော့ခုံဆော့လုပ်နေပြီးကျွန်တော်တို့နောက်ကိုလိုက်လာနေတာ။သူတစ်ခါခုံလိုက်တိုင်းပေ20 30လောက်ထိမြင့်တယ်။နာဒစ်ဟာဆိုင်နိုဆက်ဖိုင်ပုံစံလုံးဝမဟုတ်တော့ဘဲ ခြေတံလက်တံအရှိကြီးနဲ့ခန္ဓာကိုယ်ကကိုင်းကိုင်းအဆွေတပွားပွားပုံစံကိုတဖြည်းဖြည်းပြောင်းလာနေတယ်။ skin walker ဆိုတာဒါမျိုးပဲ။ခရာဟောင်းနဲ့ကျွန်တော်စီးလာတဲ့ mountain နောက်မိကို natish ရဲ့လက်ဝါးနဲ့ပုတ်ချလိုက်တာကိုခံလိုက်ရတယ်။ခရာဟောင်းလည်းစကောနှစ်ချက်လက်ကလွတ်ပြီးညေပေါ်ဒလိခောက်ပြီးပြုတ်ကျသွားတယ်။ကျွန်တော်လေခရာဟောက်ခါကိုဖက်ထားရကလွတ်ပြီးအနားကမြေပြင်ပေါ်အရှိန်ပြင်းပြင်းနဲ့ကြာတယ်။နာတစ်ရှာ မြေပေါ်ချနေတဲ့ခရဟောင်းကိုသူ့ခြေထံအရှိချင်းနဲ့ကန်ထုတ်လိုက်တယ်။ပိန်ကိုင်းကိုင်းခရဟောင်းကြီးခမရအဝေးကိုလွင့်သွားလေရဲ့။အနောက်ဘက်မှာတော့ဇိုင်နိုဆပ်ဖိုက်တွေဟာကုန်နေခြင်းနဲ့သူတို့အရှိမပြေးနေတာကကန်ဒီ။ကန်ဒီဟာတပင်တပင်လို့လေထဲမှာရိတ်လွှဲပြီးလှုပ်ရှားနေလား။အာကန်ဒီပဲအာယုံဆိုင်နေတော့မှာပဲကျွန်တော်ရင်ဘတ်ဟာတခုခုနဲ့ဖိနေတာကိုခံတတ်ရတယ်။နာတက်ရဲ့ခြေထောက်အရှိကြီးဟာ ကျွန်တော်ရင်ဘက်ပေါ်မှာလက်သေးဝါဝါကြီးတွေနဲ့ရိုးရံငုံငုံချေဖွားတွေဟာယွန်းစရာကောက်လိုက်တာပြက်ချွဲချွဲအရေးတစ်စက်ဟာကျွန်တော်မျက်နှာပေါ်ကျလာတယ်ကျွန်တော်မော့ကြည့်လိုက်တော့ဖီဖရက်ကြီးချေတန်ရှိရှိမျက်လုံးပြူပြူနရွက်ရှိရှိနဲ့ကန်ဒီရဲ့မိတ်ဆွေတပတ်ကြီးဖီဖရက်ကနာတစ်ရဲ့ရင်ဘက်ကိုစောင့်တွန်းလိုက်တယ် နာဒစ်ဟာအနောက်ကိုဖင်ထိုင်ရက်လဲကျသွားလေရဲ့ဟဲ့ခွေးဆိုဖီပရက်ရဲ့ပခုံးပေါ်မှာထိုင်နေတဲ့အမျိုးသမီးတယောက်စပင်ကခတ်တူတူ black pink အဖွဲပုံမှာပါတဲ့ t-shirt အဖြူနဲ့ jean ပဲအပြာကိုဝတ်ထားပြီးမျက်လုံးကိုလိုက်နာအနှက်ဆိုးထားတယ်သူ့လက်ထဲမှာ fake တချောင်းကိုကင်ထားပြီးခပ်ပြင်းပြင်းရှိုက်လိုက်တယ်ခွေးဆိုးတွေကိုနေနေကြ fake အငွေတွေကို မိခိုးရန်ကြီးဖြစ်အောင်မုတ်ထုတ်လိုက်တဲ့အချိန်မှာတော့မိခိုးမှုတွေကနေအစိမ်းရောင်မိန်းကလေးတွေယာနဲ့ချီပြီးထွက်ပေါ်လာကြတယ်။ဒါကန်ဒီကျွန်တော်ကိုတခါပြောဖူးတဲ့ငါပြောပေမှာကတ်နေတဲ့နန်ထာနီဆိုတဲ့တစိမလေးတွေပဲ။ဇိုင်နိုဆက်ဖလိုက်အုပ်စုကြီးနဲ့နန်ထာနီတို့ဟာရောထွေးတိုက်ခိုက်နေကြတယ်။ထူးဆန်းတာကပတ်ချလေးကတစ်ပင်ကြီးတွေပါအသက်ဝင်လာပြီးဇိုင်နိုတွေကိုဝင်တိုက်တာပဲ။နာတက်ရှာလေးတဖြည်းဖြည်း ခြေတံကြီးပူရှည်လာပြီးလင်းနှုတ်တကောင်တို့မျက်နှာဖြစ်သွားတယ်။ပြီးတော့ဖိဖက်ကြီးကိုသူ့ရဲ့လက်သေးတွေနဲ့ကောက်ပြီးတော့မှတက်ခိုက်ပါတော့တယ်။လေးလေးကန်ကန်ကြီးဖြစ်နေတဲ့ဖိဖက်ကိုနာဒစ်ကခတ်ခွခွာနေပြီးလက်သေးနဲ့တက်ခိုက်ပါတယ်။ဘုံနာဒစ်ရဲ့ခြေရောက်တချောင်းဟာရေပေါ်ကနေမြောက်ပြီးလဲကျသွားပါတယ်။ကျွန်တော်ကြည့်လိုက်တော့အဲ့နဲ့ရောင်ဖာရာကြီးပြန်ကားတစ်စီးကနာဒစ်ကိုအရှိန်နဲ့ဝင်တိုက်လိုက်တာ။ ကားကကျွန်တော်ဘေးမှာပြက်လိုက်ပြီးတကားပွင့်လာတယ်။ကဲတိုက်တက်ချိန်မရှိဘူး။ခုနကဖီဖရက်ရဲ့ပခုံးပေါ်မှာထိုင်ပြီးဖိတ်တောက်နေတဲ့ကောင်းမလေး။ကန်ဒီရဲ့တငငချင်းပဲနေနေ။ကျွန်တော်အာယူထားပြီးကားပေါ်တက်လိုက်တယ်။ကပတ်ပတ်ထားတိုင်းငါဆောက်ရမောင်းမှာ။ကောင်းမလေးဟာကားကိုဝူးခနဲ့မောင်းထွက်သွားပါလေ။ဟာဆောက်ခွေး။ကားကြီးကမိုးပေါ်ပြန်တက်သွားတာဟာ။မိုးပြန်ကားဟေး။ဟယ်ရီပေါ်တာရုပ်ရှင်ကားလိုပဲဟာ။ တိုင်းဘယ်လိုလဲမိုက်တယ်မဟုတ်လားငေါ့တာကြီးခေါနေရအောင်နေရဘူးလေငါညီမတော့ပဲရှိမယ်ကောင်မလေးကတစ်ချက်ရည်တယ်နေအမေဖက်ကအဖွားရဲ့အဖွားတော့ငါမကြီးတော့ပဲရှိအောင်မယ်တာကြီးခမရကဘယ်သူလဲရှင်ဖဲဝါဟမ်တင်းချင်းကုန်းဆောင်မဖဲဝါဆိုတာလားဖွေးအခေါ်ပြောမတက်လိုက်တာ အပီပီဆိုင်ရာတင်းကျိုင်းမြောက်ကောမဒီရဲ့အုတ်ချုပ်မှုဒါရိုက်တာဟဲ့ကျွန်တော်အမေကိုတင်းကျိုင်းမှာခမည်းကဲခဲ့တာပေါ့အေးဟုတ်တယ်နင်တို့စောက်စရာတွေထဲငါပါညက်ပါသွားတာဟဲ့ဟောဟိုမှာကရာဇူးနဲ့နင့်ရဲ့ခွေးကလေးသူမင်းငေါ်ပြရဲစီကျွန်တော်ကြည့်လိုက်တော့လေထဲလွတ်မျိုးနေတဲ့အမျိုးသမီးခေါင်းပြက်ကြီးတစ်လုံးခေါင်းပြက်ကြီးအောက်ကတွဲလောင်းကျနေတဲ့ဦးရီဟာကီးကိုရစ်ပတ်ပြီးတင်လာတယ်ဟေး hey! ဂရဆူခွေးလေးကိုနှောက်ခမ်းနဲ့ထည့်ပြီးဟိုးတိုက်ပွဲကိုအမြန်တော့တိုက်ပူလိုက်။နင်ဘဲကြီးဂရဟောင်းခန်းနေရတလားမသိဘူး။ကြီးကဘုတ်ခနဲ့ကားနောက်ခန်းကိုရောက်လာတယ်။အမီးကုန်နေရှာတဲ့ကြီးဟာကျွန်တော်အနံ့ကိုရတော့ချက်ချင်းပဲအမီးနံပြီးပေါ့ဖို့ခုန်တက်တော့တာပဲ။ကြီးရဲ့တော်ပါသေးရဲ့ကွာ။အလွမ်းတော့မတဲ့တိုင်းဂါဒက်ရှ်ဘုတ်ကိုဖွင့်။နင့်ပစ္စည်းတွေရှိတယ်။ရှေ့ဆိုဆိုင်နိုဆက်ဖလိုက်တရားကိုရောက်တော့မယ်။ ကျွန်တော်ကားဒက်ရှ်ဘုတ်ကိုဖွင့်လိုက်တော့သဲနာရီအနှက်မန်ဘလူးအနှက်နဲ့လက်ဝါးကတ်တိုင်အနှက်ကိုတွေ့လိုက်ရတယ်။ပစ္စည်းတွေတေးချထည့်ပြီးရင်ခြင်ထားတော့ဂျိုင်မေးရှင်းမီဒီယံကိုဖြတ်ပြီးရင်အောက်ဆင်းပြီ။ကားဟာအလွာပါပါတခုလို့အရာကိုတိုးဝင်ပြီးခက်လေးလေးကျော်ဖြတ်သွားတယ်။ဒီဖက်ကောင်းကင်ဟာနေရောင်ခြည်အောက်မှာပုံမလှင်းမြနေတယ်လို့ပဲ။ကားဟာမြေပြင်ပေါ်ခက်ချန်ချန်ဆင်းလာပြီး break ထုတ်လိုက်တယ်။ဟဲ့ဖဲဝါ ငါကဘာမှထိခိုက်မလာပါဘူးနော်ကားဘေးမှာဘယ်တော့ကရောက်လာမှမသိတဲ့တက်လက်ပိုင်းအမျိုးသမီးတစ်ယောက်ရင်ညွတ်ပေါ်နေတဲ့အနဲ့ရောင်ကိုချက်အင်ကြီးလဲသောပေါင်းပြီးအနဲ့နဲ့လဲရှိဖက်နှက်ကိုဝတ်ထားတယ်နှကန်းထူထူတွေကိုအနဲ့ရောင်အပြည့်ဆိုးထားပုံကဆွေးဆောင်မှုရှိနေတယ်ခန္ဓာကိုယ်ကောက်ကြောင်းကတောင့်တောင့်ဖြောင်းဖြောင်းမှာစပင်နဲ့မောင်မောင်တွေကအရှိကြီးကျွန်တော်တို့ငငယ်ကနာမည်ကြီးခဲ့တဲ့ McDonald's တို့ Sharon Stone တို့ကိုတော့ပွားပြီးတည်ရပြီတဲ့မဖဲဝါဟာအဲ့ဒီအမျိုးသမီးအကိတ်ကြီးရှေ့မှာဒူးထောက်လိုက်တယ်။ကားငါးပေးလို့ကျေးဇူးတင်ပါတယ်တခင်မကြီး။ကဲလောက်စီရရှိတာဆက်လုပ်ကြတော့နေဝင်တော့မယ်။ဘာမှမလွဲစေနဲ့နော်။ငါသွားပြီ။မက်ဒေါ်နာကြီးဟာကားပေါ်ကိုစတိုင်ကြကြတက်ထိုင်လိုက်တယ်။အဲပြီးတော့ Adele ရဲ့တချင်းတပုတ်ကိုကြဲကြဲလောင်လောင်ဖွင့်ပြီးကားကိုဝူးခနဲ့ မိုးပေါ်ကိုမောင့်တက်သွားတော့တယ်။အဲ့ဒါကရောဘသူကြီးလဲအကိတ်ကြီးနော်။အာမချောင်းနဲ့တိုင်းအဲ့ဒါအနောက်ရေရင်ကတော်ကြီးလို့ခေါ်တယ်။အမေရေရင်ဆိုတာပေါ့။စွန်ကဝေအောက်လန်းတွေရဲ့အခောက်အချုပ် CEO ပဲ။နင်းလောက်ကိုဖင်နဲ့ခေါင်းနဲ့စွဲစီပြစ်လိုက်လို့ရတယ်။အော်ဒီဇိုင်းကအကုန်မို့သဘောကျလို့ပါ။ကဲစကားမများနဲ့တော့အရှိကချောင်းကလေးကိုကြုံရင် နစ်ပြတနာစခဲ့တဲ့ရွာလမ်းပဲသဲနိုင်ရင်နဲ့အတူအတိတ်ကိုပြန်သွားတော့ငါလဲခန်တီကိုသွားကူရအောင်မယ်မဖဲဝါညွန်ပြတဲ့နေရာကိုကြည့်လိုက်တော့ကျွန်တော်လမ်းလျှောက်နေကြရွာလမ်းဟဲ့နစ်ခွေးလေးကိုပါခေါ်သွားနင်းတို့အတူရင်ဆိုင်ရပါကျွန်တော်ပစ္စည်းတွေကိုတစ်ချက်စစ်ပြီးကြီးကိုပွေချလိုက်တယ်ခြေတလုံးတော့ရှိတဲ့ချောင်းကလေးကိုဖြတ်ကူးပြီးတဲ့နောက်မှာတော့ရွာလမ်းစီကိုပြန်ရောက်ပါပြီသဲနိုင်ရီကိုထုတ်လိုက်တယ်ပြီးတော့ ေးအပြည့်ပါတဲ့ဖက်ကိုအပေါ်မှာထားပြီးဝင်းလက်ဆာနေရာအောက်မှာကျွန်တော်ထောင်ထားလိုက်တယ်။တဲတွေတဖြည်းဖြည်းကြာတဲ့နဲ့အတူနေရောင်ခြေဟာအရှိဖက်ကိုပြန်ဦးတည်နေတယ်လို့မျိုးအလင်းနဲ့အမောင်ဟာဓာတ်ပုံကင်မရာမီလင်းနေတယ်လို့မျိုးအယောင်တွေတဖြတ်ဖြတ်အလင်းတွေတလက်လက်အမောင်တွေကအထက်အထက်ရွာလမ်းရဲ့ညနေတစ်ခုကိုကျွန်တော်ပြန်ရောက်သွားတယ် ျွန်တော်ဘေးမှာလဲကြီးဟာသူ့မျက်လုံးပြူးပြူးကြီးနဲ့ဟိုကြည့်ဒီကြည့်ရိုးချောင်းရဲ့ဘေးကုတ်ကိုပင်အုပ်အုပ်နဲ့အင်းကန်ရှင်ပြင်းချောင်းမှာဟိုငါးဖသမာ၃ယောက်ကသူတို့ပစ္စည်းတွေကိုတင်ဆဲနေကြတယ်။ကုရင်ချံဖက်စီကစူးစူးဝါဝါအော်ဒန်တစ်ခုကိုကြားလိုက်တယ်။ငါးဖသမာတွေဟာအလန့်တကြားနဲ့ဝါတံသားလေးကနေကူးလာကြတယ်။ဒါအဖိုးပြုံးခေါ်ထိုဆက်ရဲ့အတံပဲ။ကျွန်တော်လဲသူတို့နောက်ကနေအသားလေးလိုက်သွားတယ်။ အဲ့ဒီနေ့ကဘာတွေဖြစ်ခဲ့ကြသလဲဆိုတော့မကြခင်အဖြေရတော့မယ်။ဥယင်ချမ်းရဲ့အနောက်ဖက်တက်သားနှစ်ထပ်အင်္ဂလိပ်စီငါးဖန်သမားတွေဟာပြေးလွှားဝင်သွားကြတယ်။ကျွန်တော်လည်းအဆောက်အအုံရဲ့ဘေးဖက်ကိုကပ်ပြီးအသာလေးချောင်းကြည့်လိုက်တယ်။ငါးဖန်သမား၃ယောက်ဟာရုတ်တရက်မြင်ကွင်းကိုအံ့ဩမင်းတက်နေကြတာပါ။အဖိုးကြီးထိုဆန်းရဲ့ချစ်စရာခွေးလေးဟာခြေတန်ရှည်ရှည်လက်တန်ရှည်ရှည် အဆွေငုံငုံနဲ့ skin worker တက်တော်တကောင်အသွင်ပြောင်းပြီးမတ်တက်ရက်နေပါတယ်။သူ့ချင်းရင်မှာတော့အဖိုးကြီးထူဆန်းဟာသူ့ရဲ့ချစ်စရာအိမ်မွေးတရိတ်ဆန်လေးရဲ့ကြောက်မဲ့ဖွဲရအသွင်ပြောင်းလဲမှုကို ထိတ်လန့်နေတဲ့မျက်နှာနဲ့ကြည်ရင်လေးကြလို့ငါဖတ်သမားတယောက်ဟာသူ့ခါးကြားကဓာတ်နဲ့တက်တော်ကြီးရဲ့ကြောကိုထိုးဆိုင်လိုက်ပါတယ်။ဒါပေမဲ့လေတက်တော်ကြီးရဲ့လက်တွေက သူ့လက်ဘင်းကိုနှောက်ပြန်ထိုးဖောက်ပြီးနွယ်ပင်တွေလိုရစ်တွေလိုက်တယ်။ ငါဖန်သမားရဲ့နှရွက်တီထဲကခွေးနှရွက်လိုဖာဖာကြီးတွေထွက်လာတယ်။ကျန်တဲ့ငါဖန်သမားနှစ်ယောက်ကတက်တဝါကြီးကိုဝင်ပြီးတိုက်ခိုက်ကြတယ်။အဲ့ဒီအချိန်မှာပဲလေပြင်းတန်ခတ်ကြမ်းကြမ်းကြားလိုက်ရတယ်။လေထဲမှာလွင့်မျောလာတဲ့ဇိုင်နိုဆက်ဖလိုက်တကောက်ဟာ အဖိုးကြီးရဲ့ခန္ဓာကိုယ်ရဲကိုပူးဝင်သွားတာမြင်လိုက်ရ။တထားစီပြေးတထားကိုဖျက်ဆီးရမယ်တထားကိုနားထဲမှာကန်ဒီရဲ့အတန်လိုလိုမဖဲဝါရဲ့အတန်လိုလို ဝေးဝေးကလာနေတဲ့အတန်ကိုကြားလိုက်ရတယ်။မျက်စိရှိပါပဲအဖိုးကြီးရဲ့ခန္ဓာကိုယ်နဲ့တတဝါကြီးရဲ့ခန္ဓာကိုယ်ဟာတပြေးပြေးပေါက်စီးသွားကြတယ်။ဒါဒါနာတစ်ပဲ။ဆိုင်နိုဆဖလိုက်နဲ့စကင်ဝါကာပေါင်းစပ်မှုကနေနာတစ်ဖြစ်သွားတာပဲ။နာတစ်ဟာမြေပြင်မှာခွေးနရက်တွေနှုတ်သီးတွေထွက်ပြီး အော်ဟစ်လူးလိမ့်နေကြတဲ့ငါးဖန်သမားတွေစီကိုဥတီနေတယ်။ချွတ် ရုပ်တရက်ကျွန်တော်ခြေထောက်အောက်ကတစ်ကိုင်းချောက်ကကျိုးသွားတဲ့အသံနာတိရှာအမောင်လေးကကျွန်တော်ကိုဆူဆူရဲရဲကြည့်တယ်။သွားပြီ။ကျွန်တော်လည်းတရားရှိရာကိုအမြန်ပြေးထွက်လာလိုက်တယ်။အနောက်ကလိုက်လာတဲ့ခြေတန်းခပ်ပြင်းပြင်း။လာရိတ်အောက်မှာတရားကိုမြင်နေရပြီ။ဒါဆိုင်နိုဆပ်လိုက်တရားပဲ။ဘုံကျွန်တော်ကြောပြင်ကိုအရှိန်နဲ့စောင့်တုံးတာခံလိုက်ရတယ်။ပထမတစ်ချိန်တုန်းကလိုပဲနာတိရှာ သူ့ခြေထောက်ကြီးနဲ့ကျွန်တော်ရင်ပတ်တဲ့တဲ့ကိုဖိနှင်းဖို့အလားဘေကပေါ်လာမမသိတဲ့ခွေးကလေးခီးဟာနာဒစ်ရဲ့ခြေထောက်ကိုခုံပြီးကိုက်လိုက်ပါတော့တယ်ဟန်ချက်ပြက်သွားတဲ့နာဒစ်ဟာကီးကိုသူ့လက်ကြီးနဲ့ရိုက်ချလိုက်တယ်ကီးကခတ်ဝေးဝေးကိုလွင့်သွားတယ်ဘောင်းဘီအိတ်ထဲထည့်ထားတဲ့လက်ဝါးကတ်တိုင်အနှစ်ကိုကျွန်တော်ထုတ်ပြီးစုပ်ကင်လိုက်တယ်။လာရောင်ရဲ့ရောင်ဝါဟာလက်ဝါးကတ်တိုင်အနှစ်စီစီးဝင်နေတာကိုမြင်နေရတယ်။ နာတစ်ဟာကြဲကြဲလောင်လောင်ဦးတန်းကြီးပေးပြီးကျွန်တော်စီကိုမျက်နှာမူလိုက်ပါတယ်။လက်ဝါးကတ်တန်ကဖြတ်လာတဲ့လရောင်ကိုမန်ဘလူးနဲ့စုပြီးသူ့နှလုံးတဲ့တဲ့ကိုချိန်ထိုးကန်ဒီလိုလိုမပဲဝါလိုလိုအတန်းကိုကြားရပြန်ပြီ။ကျွန်တော်ဘေဖလက်ကမန်ဘလူးကိုထုတ်ပြီးလက်ဝါးကတ်တန်ရှိမှခံပြီးနာတစ်ဘက်ကိုချိန်လိုက်တယ်။အဲ့နဲ့ရောင်အတန်းကြီးတစ်ခုဟာနာတစ်စီတဲ့တဲ့ပတ်ပတ်ကိုပြေးဝင်သွားပြီး နတ်တစ်ဟာအမုံတွေအဖြစ်တဖြည်းဖြည်းနဲ့ပြက်ွယ်သွားတော့တယ်။တံတားကိုချိုးတံတားကိုချိုးဆိုင်နိုဆက်ဖလိုက်တွေကူးလာနေပြီ။တံတားစီကျွန်တော်ကြည့်လိုက်တော့ဆိုင်နိုဆက်ဖလိုက်တွေကဟာဟုတ်တစ်ဖက်ကမ်းပါ။တံတားပေါ်ကျွန်တော်ပြစ်တက်လိုက်တယ်။တံတားအလေကောင်ရောက်တာနဲ့လက်ဝါးကတ်တိုင်ကိုလရောက်တဲ့တဲ့အောက်ကနေထောင်ထားလိုက်တယ်။အရှိဆုံးကဆိုင်နိုဆက်ဖလိုက်တကောင်ဟာကျွန်တော်ကိုခုံအုပ်အုပ်မန်ဘလူးကိုထုတ်ပြီးလက်ဝါးကတ်တိုင်ပေါ်တင်လိုက်တော့တယ်။ ဝေါဘောဘောအနှစ်ရောင်လေးပွေလိုင်းလိုလိုအရာတွေဟာတံတားအောက်ကနေတလိမ့်လိမ့်လှဲပြီးတက်လာနေတယ်။တံတားပေါ်ကနေတက်လာနေတဲ့ဇိုင်နိုဆပ်လိုက်တွေဟာလည်းအဲ့ဒီလေးပွေလိုင်းလိုတွင်းနဲ့ကြီးထဲမှာပြုတ်ကြကုန်တယ်။ကျွန်တော်လဲဝါတံတားကိုမြင်းမြဲကင်ထားရတယ်။ကိုပါအဲ့ဒီတွင်းနဲ့ထဲကြလူစဲစဲပဲ။တဲနိုင်ရင်တဲနိုင်ရင်အချိန်ပြန်ပြောင်းတော့ဟောတတိပိတံဟင် တင်းနိုင်ရင်ကျွန်တော်အိတ်ထဲမရှိတော့ဘူး။သွားပြီ။ကျွန်တော်ခန္ဓာကိုယ်တဝက်ဟာတွင်းနှစ်ထဲမှာဝါးမျိုးခံနေရပြီ။ဘုတ်။အချင်းအနေတွေရှုပ်ထွေးနေတဲ့ကြားကကီးဟာတံတားကိုဖြတ်ပြီးကျွန်တော်ဘေးကိုရောက်လာတယ်။သူ့ပါဆက်မှာကြိုက်ထားတာကတဲနာရီ။ကျွန်တော်တဲနာရီကိုအမြန်ယူလိုက်တယ်။ပြီးတော့တဲအပြည့်ပါတဲ့ဖက်ကိုအပေါ်ထောင်ချလိုက်တော့တယ်။လာဟာကောင်းကင်မှာပြောင်းပြန်ပြန်သွား။အမောင်ကနေအလင်းအလင်းကနေအမောင် ကျွန်တော်ခန္ဓာကိုယ်ကိုဒဇုံတရာကဆွဲယူသွားတယ်လို့မျိုးပြီးပြီအာလုံးပြီးပြီအလင်းရောင်ဖြော့ဖြော့ကကျွန်တော်မျက်လုံးနှလုံးကိုစူးခနဲ့မျက်လုံးတွေကိုဖွင့်လိုက်တယ်ငါလုံမြောက်ခဲ့ပြီပဲကျွန်တော်တက်ပြင်းချလိုက်တယ်တက်ပြင်းရှူထုတ်လိုက်တဲ့လေဟာကျွန်တော်ရင်ဘတ်ကိုခပ်ပြင်းပြင်းရိုက်သွားတယ်နိုးလာပြီလားနွန်းနွန်းညံ့ညံ့လက်ကလေးတစ်ဖက်ဟာ ကျွန်ုပ်ရဲ့ဘက်ပေါ်ရောက်လာတယ်။ကန်ဒီလာမဖေးပါလား။ရုပ်တရက်ကျွန်ုပ်ပေါ့ကိုအရက်ခံလိုက်ရတယ်။စိတ်ပူလိုက်ရတာတခင်ရဲ့။ဟာကျွန်ုပ်မဟုတ်တော့ထထိုင်လိုက်တယ်။ကျွန်ုပ်ဘေးမှာဝတ်လက်စလစ်ပုံစံနဲ့လေးလျောက်နေတဲ့တဝါ။မဟုတ်သေးဘူး။ကျွန်ုပ်ကမန်းကလန်းထပြီးနေရာမှာထောင်ထားတဲ့ရွှေရောင်မှန်ကြီးရှိရက်လိုက်တယ်။ကျွန်ုပ်မျက်နှာဟာ ခွေးတကောင်လိုမျိုးနှုတ်တီးရှိရှိနရွက်ဖားဖားနဲ့အနောက်ကနေတိုင်းဖက်လိုက်တဲ့ဒါဝါရဲ့နှုတ်တီးချွန်ချွန်တွေဟာကျွန်တော်ကျုပ်ပေါ်မှာလာထောက်နာတိရှ်မရှိတော့ဘူးသခင်ဒီတိုင်းပြည်ကဟောရီကသခင်အာလီကက်နဲ့ကျွန်တော်မျိုးမအတွက်ပဲကက်ဆိုဂျွာလန်ပြီးပါပြီရှင် အဆုံးအထိလိုက်ပါနားစစ်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးအထူးပဲကျေးဇူးတင်ရှိပါရဲ့ရှင်။နောက်မှလည်းစိတ်ဝင်စားစရာသူတယတစပီရီအလုံးကိုဖတ်ရှုပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ပြီးစောင့်မျှော်အားပေးကြပါဦးရှင်။